ပရီးမီးယားလိပွဲစဉ်7နှစ်ဘန်လီနဲ့ချဲစီမင်္ဂလာပါဗျကိုခင်းအင်စတာဖူတ်ဘောရှိုးကနေကြိုးစားရဲကျွန်တော်ကိုခန့်ပါစနေနေ့ရဲ့စောသုံးပွဲည9နာရီမှာရှင်ပြိုင်ကစားမယ်ဘန်လီနဲ့ချဲစီတို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်တို့အခုပဲတူတူလုပ်လိုက်ရအောင်ခင်ဗျတက်မိုးမှာကစားမယ်ပွဲစဉ်အတွက်ချဲစီနေနဲ့အာယုံအပြည့်ဝစိုက်နိုင်ပါမလားဘာကြောင့်လဲ ျွန်တော်ဒီပွဲပြီးရင်ချန်ပီယံလိပွဲချက် ပွဲကောင်းကစားဖို့ရှိနေတယ်ဘာစလိုနာနဲ့ဖြစ်ပါတယ်ချက်စီးသင်းတာဝန်ရှိတဲ့သူတွေတော့မပြောတတ်ဘူးကျွန်တော်လိုတာမန်ပရိသတ်တယောက်တောင်မှဒီဘန်လီနဲ့ပွဲစဉ်ထက်ဘာစီလိုနာနဲ့ပွဲကိုပို့ပြီးစိတ်ကရောက်နေတယ်ရောက်လဲရောက်ချင်စရာပါပဲချက်စီးဒီချန်ပီယံလိမှာ1 2 8ဝင်ခွင့်ရဖို့မတိကြမီရတဲ့အခြေအနေဖြစ်နေပါတယ်နောက်လာမဲ့ပွဲစဉ်တိုင်းကို ရလက်ကောင်းကမှတော်ကတန်ကကြပါလိမ့်မယ်အရေးကြီးဆုံးကတော့ချက်စီရဲ့အဆင့်တန်းတစ်ခုပေါ့နော်ဘာစနာကတော့နောက်ပိုင်းနှစ်တွေမှာလည်း level တစ်ခုကိုတော့သူရောက်ပါတယ်ဟိုးရင်ဘာစနာကိုမိခြင်းမှာတော့မိပေမဲ့သူ့ရဲ့ level ကအရင်ကြတော့လဲကြမသွားဘူးကျွန်တော်ချက်စီကတော့အဲ့လိုမဟုတ်ဘူးလက်ရှိအချိန်မှာတခိတခါချက်စီနဲ့အဆင့်တန်းချင်းရှင်မယ်ဆိုရင်အောက်ကိုကျနေတယ်အဲ့ဒါကြောင့်ကျွန်တော်တွေရဲ့အဆင့်တန်းကဘာလဲဒီပွဲစဉ်မှာတက်တည်ပြရလိမ့်မယ်ပြောချင်တာဒီပွဲကိုအာယုံအပြည့်ဝစိုက်ချင်မှာ စိုက်နိုင်ပါလိမ့်မယ်။ Okay နောက်တစ်တစ်ပိုင်းကကြတော့ Bentley Bentley ဒီအသင်းတွေကိုဒုက္ခပေးလိပိတာရှိတယ်။ဒီ Tech Mo မှာဆိုရင်အသင်းဖြစ်ဖြစ်အသင်းငယ်ဖြစ်ဖြစ်ကြိုက်တင်းလားသူတို့ရဲ့ပရိသတ်အားနဲ့အကောင်းဆုံးကစားလေးရှိတဲ့အသင်းတစ်သင်းအဲ့တို့ကြောင့်ဒီပွဲစဉ်မှာ Chelsea နိုင်အောင်ကစားမယ်ဘာညာဆိုတာပြောရတာတော့လွဲတယ်။အသင်းကိုကျွန်တော်ရဲ့အသင်းနိုင်မယ်လို့ပြောလိုက်တာဟုတ်တယ်လေ။သို့တော့အကြောပေးမှုတွေရ အောင်မြင်နိုင်မအောင်မြင်နိုင်ပါကျွန်တော်တွေကစဉ်းစားရမယ်ဒီတို့ကြောင့်အကျော်ပင့်မှုအရကြည့်ပြီး Chelsea အသင်းကိုအားပေးတဲ့မပေးတဲ့ first day ကိုပြန်လဲတုံးသက်ပြီးရွေးချယ်တဲ့မရွေးချယ်တဲ့ကျွန်တော်တို့ဆက်လက်စဉ်းစားပါမယ် Okay အာရှရဲ့အကျော်ပင့်မှုဘယ်လိုရှိသလဲ 1D အဝေးကွင်း 1D ပေးတဲ့အသင်းဒီ 1D ထက်ကျော်ဖို့ခက်ခဲတယ်သူကတကူတဲ့နဲ့ကပ်ပြီးပြီးသွားလေရှိပါတယ်အဲ့တို့ကြောင့်အကျော်ပင့်မှုအရကပွင့်လင်းပြောရင် Chelsea အနေနဲ့ အောင်မြင်ဖို့ဆိုတာခက်ခဲတယ်ဒါမဲ့လည်းတကိုးတော့အနေဆုံးတွင်းနိုင်တဲ့သဘောမျိုးချက်သီးသည်ထလေးတဲ့အတွက်ကြောင့်တွင်းကိုရရှိမှုပိုင်းမှာပြဿနာအမြဲတမ်းလိုလိုတက်နေတာဗျအခုနိုင်ငံတကာပွဲစဉ်တွေပြီးသွားတဲ့အချိန်မှာကစားသမားတွေအင်ပြည့်အားပြည့်နဲ့ကစားနိုင်ပါမလားဆိုတဲ့အပိုင်းလေစဉ်းစားရလိမ့်မယ်တချို့ကစားသမားတွေကတော့နားနေတဲ့သူတွေရှိပါတယ်ပက်ထရိုနက်တိုဆိုရင်ပေါ်တူဂလရွေးစဉ်အသင်းနဲ့မပူပေါင်းထားဘူးလီယန်ဒီလက်တိုဆိုရင်လည်းအသင်းနဲ့တူတူလေ့ကျင့်ဆင်းနေတယ် အဲဆိုတော့ဘာလဲထိုနည်းတူပဲသို့တော့ Stevan လို့ player မျိုးကြတော့ Brazil ရဲ့ရွေးစဉ်အသင်းရဲ့ကစားသားတွေရှိတယ်အင်ပြည့်အားပြည့်မဖြစ်သေး၍အသင်းနဲ့အခုမှပြန်လဲ fitting ကြကစားကစားသမားတွေပါနေသေး၍ကျွန်တော်တို့ Chelsea ကအထလေးချင်းပြဿနာကိုကြုံတွေ့နေရအောင်ပါပဲအဲ့တော့အထလေးတဲ့အခါမှာပြိုင်ဘက်ကဂိုးသွင်းသွားရင်တော့ဒါသွားပြီရှေ့မှာပထမပိုင်းမှာစီးစီးလောက်ကစားနေတဲ့ဒုတိယပိုင်းလောက်မှာ1-0ပုံစံမျိုးနဲ့ ကတ်နိုင်တဲ့အခြေအနေမျိုးလေးတွေလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ်။ဒီလိုကြောင့်အာရှရဲ့ဖွင့်လှစ်မှုကတော့တာမန်လို့ပဲထင်တယ်။ချယ်ဆီနိုင်တော်မှတက်မိုးမှာဂိုးပြက်ကြီးနဲ့နိုင်သွားဖို့ဆိုတာတိတ်မလွယ်ဘူးဆိုတဲ့သဘောမျိုးဖြစ်ပါတယ်။အဲ့တော့ပွင့်လင်းပြောရင်ဒီပွဲစဉ်ကဗျာ investment လုပ်လို့အရင်မကောင်းဘူး။ငါဘန်လီကြိုက်တယ်ကွာလို့ပြောရရင်ချယ်ဆီကနိုင်ဖို့ percentage 80%လောက်ရှိတဲ့ပွဲမျိုးချယ်ဆီနိုင်ပါတယ်။ဒါပေမဲ့တကူတက်ပို့ပြီးတွင်းဖို့ဆိုတာကလည်းမဖြစ်နိုင်တဲ့အတွက် 1D နဲ့ကြေးခွာကြီးပဲဖြစ်မှာပါ။ တူတယ်ကိုနဲ့တစ်ချက်ပြောင်းချင်ကြည့်အောင်တူတယ်ကိုအားပေးသင့်မပေးသင့်ပါလေတူတယ်ကိုကတော့ကျွန်တော်သုံးလုံးတဝက်ပျော်ရွှင်ဝင် ပေးထားပါတယ်ဒီတူတယ်ကိုအကျော်ပေးမှုဒီရူသားဆုံးပြောရင်တော့ပေါ်စရာအကြောင်းမရှိဘူးတူတယ်ကိုအောက်ပဲသွားမှာအဲ့တော့ 1D ဆိုတဲ့အခြေအနေမှာ 1C ဖြစ်သွားဖို့များတယ်ဇီးဇီးဖြစ်သွားဖို့များတယ်11ဖြစ်သွားဖို့များတယ်21ဆိုတဲ့ရလက်လေးကတော့ဖြစ်နိုင်ချေအနည်းဆုံးပဲအဲ့တော့ကြောင့်ကျွန်တော်တူတယ်ကိုအန်တာကိုရွေးလို့တော့ရတယ် ဒါပေမဲ့ကျွန်တော်ရဲ့ personal ခံစားချက်ရပါတော့ total ကိုအန်တာဆိုရင်စိတ်ထဲမှာမလုံးမကြုံဖြစ်လစ်ဖြစ်တာရှိတဲ့အတွက်ကျွန်တော် total ကူးဆိုဘယ်တော့မှရွေးမပေးဘူးဒါပေမဲ့ handicap တရားကလည်းအချိုးမြတ်အရင်မရတဲ့အတွက်ကြောင့် total ကိုပဲမျက်လုံးဇုံမိပြီးတခုခုတော့ရွေးချယ်ပေးရပါလိမ့်မယ်ဘာပြောတစ်ဖက်ဘန်လီအသင်းမှာလည်းကစားသမားကောင်းတချို့ရှိနေတယ်ဘူးသွင်းနိုင်တဲ့သူတွေရှိနေတယ်အချက်စီးကလည်းနှစ်ခိုးလောက်ပိတ်သွင်းပြီးခံကစားရတဲ့2-1ဆိုတဲ့ reset မျိုးလေးကလည်းဖြစ်ကောင်းဖြစ်သွားနိုင်တယ် ဲ့တော့ကြောင့်အချိုးမြတ်တိတ်မရနိုင်တဲ့ handicap ကိုညင်းပယ်ပြီးတော့တူတယ်ကိုအားပေးလိုက်တာပို့ပြီးတော့မကောင်းလားခင်ဗျကျွန်တော်ကတော့တူတယ်ကို over ကိုရွေးချယ်ပေးပြရသည်ကဲနောက်ထပ်တစ်ပိုင်းဒီနေ့သင်ကြားရတဲ့ gain နဲ့အချက်လက်လေးတွေဆက်လက်ဆွေးနွေးကြည့်အောင်ဒီ segment မှာကျွန်တော်တို့အမြင်လေးတွေပြောင်းလဲကောင်းပြောင်းလဲသွားနိုင်ပါတယ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Burnley ဒီ Chelsea ကိုတစ်ချိန်တစ်ခါမှမနိုင်တော့ပါဘူး2ချိန်တည်ကြပြီးတော့4ချိန် Chelsea ကနိုင်ထားပါတယ်2020 2024ပေါ့နော်ပြီးခဲ့တဲ့တရာဒီဂျော်ကချက်စီကွင်းမှာတူတူတည်ချခဲ့ဘူးတယ်ဒါပေမဲ့ဘန်လီကွင်းမှာစတော့တဲ့အချိန်4ဝက်နဲ့နိုင်ခဲ့ဘူးတယ်နောက်ဆုံးနှစ်ချိန်မှာတူတယ်ကိုများထားပါတယ် over ကိုတွားထားပါတယ်အဲ့တော့ပြီးခဲ့သောနှစ်တွေမှာလည်း40 11 20 30နဲ့ Chelsea ကပဲတောက်လျှောက်နိုင်ခဲ့တာပါအဲ့တော့11တေးပွဲနဲ့22တေးပွဲနှစ်ပွဲသာလျှင်တေးပွဲဖြစ်ခဲ့ပါတယ်အဲ့တော့ကြောင့်ဒီ head to head ထိတိုက်တွေ့ဆုံမှုကိုကြည့်မယ်ဆိုရင်လည်း ချဲစီနိုင်ဖို့ဆိုတာမကက်ခဲဘူးမှန်တယ်ဒါမဲ့အဲ့လိုဂိုးအပြတ်ကြီးနဲ့နိုင်သွားဖို့ဆိုတာကကျွန်တော်ကမရဲတာဗျဘာစလိုနာနဲ့လည်းကစားဖို့ရှိနေတဲ့အတွက်ကြောင့်ဂိုးပြတ်ကြီးတော့မမှန်းချင်ဘူးတိုတယ်ဂိုးလေးကတော့အစင်လာလေးလည်းရှိတဲ့အတွက်ကြောင့် over ရွေးချယ်တာကိုပို့ပြီးတော့ကျွန်တော်ယုံကြည်မှုရှိပါတယ် okay ကျွန်တော်နောက်ထပ်တစ်ပိုင်းကဘန်လီရဲ့ next 6 match နောက်ဆုံး6ပွဲသက်ရလတ်ပေါ့နော်နှစ်ပွဲနိုင်ပြီးတော့၄ပွဲရှုံးထားတယ်နိုင်တဲ့ပွဲတွေက wolf လို့ကြောင်အသင်းနဲ့ leeds united လို့ တိတ်အဆင်မပြေတဲ့အသင်းတွေကိုနိုင်နာတာပါရှုံးတဲ့အသင်းတွေကိုကြည့်မယ်ဆိုရင် AI ကို2စီ Watson ကို32 Aston Villa ကို21နဲ့ Mercedes ကို51ဖြစ်ပါတယ်ဒီတစ်ကြောင်ဘန်လီဒီနောက်ဆုံး6ပွဲမှာရလက် ကောင်းမှုမရှိဘူးလို့ပဲပြောရမှာဖြစ်ပါတယ်ကြည့်ကျွန်တော်နောက်ထပ်တစ်ပိုင်း Chelsea ရဲ့နောက်ဆုံး6ပွဲသက်ရလက်၄ပွဲတိုင်းတပွဲတည်းကြပြီးတပွဲရှုံးနာပါတယ်ရှုံးတဲ့ပွဲကတော့ Sunderland ကို21နဲ့ရှုံးတဲ့ပွဲပါအရင်လက်ရှိ current form မကောင်းဆိုရင်ပဲ မစိုးလို့လည်းပြောလို့ရပါတယ်ခင်ဗျကဲနောက်တစ်ပိုင်းကျွန်တော်ဘန်လီရဲ့နောက်ဆုံးအိမ်ဝင်း6ပွဲစက်ရလက်2ပွဲနိုင်2ပွဲတည်သုံးပွဲရှုံးထားပါတယ်ဘန်လီရဲ့ level မျိုးနဲ့တွက်ချင်ရင်တော့ဒါမစိုးလို့ပဲပြောရမှာပေါ့နော် Liverpool ကို1-0နဲ့ကတ်ရှုံးတယ်အားကြီးလို့အသင်းမျိုးတော်မှ2-0နဲ့ပဲသူတို့ရှုံးခဲ့တာပါအဲ့ဒီကြောင့်အသင်းကြီးတွေနဲ့တွေ့ရင်တော့ဂိုးမပြတ်အောင်ကြိုးစားရုန်းကန်လေးရှိတဲ့အိမ်ဝင်း record လေးရှိပါတယ် Now Chelsea ရဲ့အဝေးကွင်းရလက်တည် Chelsea ကဒီနေ့ဘောလုံးရနေမှာအိမ်ကွင်းထက်အဝေးကွင်းပိုကောင်းတယ်လို့ပြောရင်မှန်လိမ့်မယ်။အဝေးကွင်းမှာ၄ဘွဲ့နိုင်တပွဲတည်တပွဲရှုံးတယ်။ရှုံးတဲ့ဘွဲက Manchester United ကို2-1နဲ့ရှုံးတဲ့ဘွဲပါ။အဲ Chelsea ဘွဲတွေအားလုံးမှာ Chelsea ဒီအဲ့နောက်ဆက်တွဲကစားခဲ့ရတဲ့ဘွဲတွေလုံးဝမရှုံးတော့ဘူး။၄ဘွဲ့သတိုက်နိုင်ထားတယ်။ Lincoln ကို 2-1, Nottingham ကို 3-0, Wolf ကို 4-3, Tottenham 1-0ဒါအဝေးကွင်းမှာတွေပဲနိုင်တာ။သူတို့ကွာရဘက်ကိုပဲတူတူတေးကြခဲ့တာပါ။အဲ့တို့ကြောင့်အဝေးကွင်းဆွဲဆောင်ရေးကောင်းနေတဲ့ Chelsea တင်းဟာ ဒီပွဲစဉ်တို့ကရွေးချယ်စရာပို့ပြီးတော့အားကောင်းပါတယ်။ Okay အဲ့တော့ကျွန်တော်နောက်ဆုံးပိုင်း viewer ပိုင်းချင်းကပ်မှုအနေငယ်လောက်ပါမယ်။တော့ Chelsea ရဲ့အဓိကအားသာချက်က central zone တွေထဲမှာ overload လုပ်နိုင်တာပဲ။အဲ့ဒီ overload တာ Andrew Morris ကစိတ်ကူးပြောင်းပြီးတော့တမျိုးတစ်ပုံရှောက်မဆန်းတတ်နဲ့။သူက idea ဘိုင်းနဲ့ပတ်သက်ရန်ကောင်းတဲ့နည်းပြတရား။တခါလေကြာရင်နည်းနည်းလေးစမ်းသပ်ချင်တာတွေများနေတဲ့အတွက်ကကြိုးကြောင်ဖြစ်သွားတာ ဆန်ဒလန်ရဲ့ပွဲစဉ်တော့ကျွန်တော်ပြောခဲ့ပါတယ်ဘာကြောင့်မြန်ဒီ inverted fullback တွေကို central zone ထဲမထည့်ရတာလဲကျွန်တော်ကဒီတိုင်းမထည့်ဘူးလို့ plain ပြောနေတာမဟုတ်ဘူး bro လုံးဝတွေပြင် he must တွေဆိုတာရှိတယ်လိုက်ကြည့်ကြည့်ပါဘလုံးသမားတွေ position ယူတဲ့နေရာတွေပေါ်နေပါတယ်အများဆုံးဘယ်နေရာမှာ position ယူသလဲပေါ့နော်အဲ့ဒီဆန်ဒလန်ရဲ့ပွဲစဉ်မှာ central zone ရဲ့ he must တွေကတော်တော်နဲပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကတော့ Andrew Morris ကနေနဲ့သူကစားနေကြပုံတဲ့အတိုင်း central zone မှာ အဲ့ဒါဖူဘတ်နေအောင်လို့ကောက်ထက် re-exchange ဖြစ်ဖြစ် mail ကူ store ပဲဖြစ်ဖြစ်ကောက်ထက်ပြီးတော့ half space မှာကျွန်တော်ဒီဇိုင်းပုံစံလေးပေါ့နော် AMDM ပုံစံမျိုးကိုကိုရေရနဲ့ mail ကူ store ထားဆောင်မယ်ဆိုရင်အဲ့ central zone မှာတစ်ဖက်ကဘလောက်ပဲ d block ကစားကစားနော်ကြက်အောင်ဆော့ဆော့ free space တော့ရကိုရတယ်တမန် running နေချိတ်လို့ကိုရတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကနည်းနည်းပွဲကဟုန်သွားပြီဆိုရင်တောင်မန်နေရနေပဲအဲ့လို cross ball တွေဖြတ်တင်နေတာကိုတော့အနည်းငယ်အဲ short ချတင်တယ်လို့ကျွန်တော်ယူဆတယ် ပါတော့ဗျာဟုန်သွားတယ်ဆိုတာဘလို့ပဲ cross ball တွေတင်တင်ပြိုင်ဘက်ကလုံးဝ low block ကစားနေပြီးဖြတ်ထုတ်နေမယ်ဆိုရင်တင်တဲ့ကစားသမားတွေကပါကြိုင်ဟုန်လာရောအဲ့ချိန်ကြိုင်ပါမားလိုကစားသမားမျိုးတွေ Estevan လိုကစားသမားမျိုးတွေလို့တယ်စတရယ်ဇုံကနေပဲတောက်လျှောက်ဖောက်ပြီးတော့ ကိုသွင်းဖို့အတွက်အားကိုးရလိမ့်မယ်အဲ့ဒီပိုင်းလေးတစ်ပိုင်းကိုတော့ကျွန်တော်အနည်းငယ်မြင်ချင်ပါတယ်ခင်ဗျဆိုတော့ဒီဝပိုင်းကပြိုင်ဘက်အသင်းမှာခံကစားလို့ကောင်းတဲ့ကစားသမားတွေရှိနေတာတပိုင်းချက်စီးနေတဲ့ဘာစလိုနာနဲ့ဘွဲကိုအာယုံချနေတာတပိုင်းကျွန်တော်တို့ဂိုးပြက်မယ်လို့မထင်ဘူးဗျသို့ပေမဲ့2-1ဆိုတဲ့ result မျိုးလေးကဖြစ်တဲ့ result မျိုးလေးလို့ထင်တယ်အဲ့တော့ကျွန်တော် total ကို over ကိုပဲနောက်ဆုံးအနေနဲ့ရွေးချယ်ပေးလိုက်ပါတယ်ခင်ဗျာ